ဲ့တော့မင်းတို့ဆိုဒီစစ်တက်ကလေကို amplifying လုပ်နေတယ်စစ်တက်ချီရင်းမင်းနာခွေးတကောင်လို့ပဲကျွန်တော်သုံးသက်ခြင်းနဲ့အားလုံးသိကြတဲ့အတိုင်းပဲဒီဒီဇင်ဘာလမှာကျင်းပမယ်ဒီမှာစစ်တက်ကဒီ2025ရွေးကောက်ပွဲအတွက်အဲတည်သူတွေပါပြီးစိတ်ဝင်စားလာအောင်ပါဝင်လာအောင်မဲဆွဲတာတော့ရွေးကောက်ပွဲကိုမဲထည့်လာအောင်အတွက်ဝါရထက်ချီစီအောင်မှုလုပ်ငန်းတွေမျိုးစုံပေါ်ဒီမှာစစ်တက်ကပုံစံမျိုးစုံတွေလုပ်နေတာအားလုံးသိပါပဲနော်အဲ့တော့ဒီလိုလုပ်နေရင်ဒီမှာစစ်တက်ကဒီနေရာမှာ သူတို့ရဲ့ frame ချခြင်းနဲ့တမိုင်းပေါ့နော်သူတို့ချပြခြင်းနဲ့တမိုင်းဇက်ွက်တွေတမိုင်းအမြင်တွေကိုလည်းတစ်ချိန်တည်းမှာဖြန့်ချီလာတာကိုကျွန်တော်တွေ့ရပါတယ်မြန်မာစစ်တပ်ကဒီဒါခစ်ဆက်ဆက်ကျွန်တော်1962လို့ကာလတွေတွေကအဲတိုင်းပြည်မှာနိုင်ငံအာဏာကိုတရားမဝင်တင်းယူတယ်တင်းယူနေမကောက်ဘူးဒီမှာဆက်လက်ပြီးအာဏာဆုပ်ကိုင်ထားတဲ့ဒီနှစ်ပေါင်း50-60ကာလအတွင်းထဲမှာလည်းစစ်ရာဇမှုတွေအပောင်ဝင်လူခွင့်ချုပ်ဖောက်မှုမျိုးစုံကျူးလွန်နေအဲ့တော့မြန်မာစစ်တပ်ရဲ့အကြောင်းကိုပြန်ကြည့်မယ်ဆိုရင် တို့ရဲ့အတိတ်တမန်ကအလွန်ရုပ်ဆိုးကြီးတက်ပြီးယွန်စရာကောင်းပါတယ်အဲ့တော့ဒီမှာစစ်တပ်ကအနေနဲ့စဉ်းစားတာကဘာလဲဆိုတော့တို့ကတမိုင်းချောင်းတွေကိုပြန်ရေးဖို့တမိုင်းချောင်းတွေကိုပြင်ဖို့တို့လိုချင်တဲ့တမိုင်းပုံစံကွက်ထဲကိုထည့်ဖို့အနေစူးစမ်းပါတယ်စူးစမ်းဖို့လို့လို့ရေးကျွန်တော်တို့1988အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဒါတမိုင်းမှန်ဖော်ထုတ်ရေးတို့နော်ဒီမှာနိုင်ငံတမိုင်းဥပဒေတို့ပြဋ္ဌာန်းပြီးတဲ့အခါမှာတို့လိုချင်တဲ့တမိုင်းအစ်စ်တွေတမိုင်းပုံစံတွေတစ်ဖက်သက်အနေနဲ့ကိုထန့်ချီတာတွေလုပ်ခဲ့ပါတယ် ဒီလိုပဲဒီ main online 2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်းအဲမြန်မာတမိုင်းဥပဒေကိုပြင်ဆင်သည့်အဥပဒေတို့ဘာလို့ပြတ်ထန်းနေဆိုတာဒီတမိုင်းကြောင်းနဲ့ဆက်ဆက်ပါတယ်အဲ့တော့သူကတစ်ချိန်တည်းမှာလေသူရဲ့2025ရွေးကောက်ပွဲပေါ့နော်ဒါရွေးကောက်ပွဲတော့ကျွန်တော်တို့ဒါအများကြီးတင်စားပြီးပြောကြတာတော့သိမရှိတော့ဘူးအကောင်လုံးလည်းတည်ပြီးသားပဲဒါလူလူကိုစစ်ကြုံပေါ်ကပို့ဖို့နှစ်ပေါင်းနဲ့တော့သူတို့ကြံတဲ့ plan ပဲဖြစ်ပါတယ်အစီအစဉ်ပဲဖြစ်ပါတယ်အဲ့တော့ဒီဟာကိုလည်းလုပ်နေတယ်တစ်ဖက်မှာလေသူတို့ရဲ့ရုပ်ဆိုးကြီးတန်ပြီးရာဇဝတ်မှုတွေနဲ့ထူပြောင်းနေတဲ့တမိုင်းကြောင်းကိုပြင်ဖို့လေသူနီးနျောတော့လေကြိုးစားတယ် စ조사တဲ့အခါမှာကျွန်တော်နည်းနည်းထက်ပြီးတော့ကြည့်ရမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့အခုကျွန်တော်တို့ social media မှာအဲညီမစစ်တက်ခဲ့ဒီရွေးကောက်ပွဲကိုဟိုပါဝင်လာဖို့ရွေးကောက်ပွဲလှုံ့ဆော်မှုတွေလုပ်ကြတဲ့အခါမှာဒီစစ်တက်ကနေဖိအားပေးပြီးတော့ကျွန်တော်တို့ဒါတယုံဆောင်တဲ့အဆိုတို့တွေနော်ဒါခေါ်ပြီးရိုက်ခိုင်းတာအဲဒီထဲမှာတို့မကြည်ဘူးလို့ထင်နေသူတွေကိုအမှုစင်ပြီးဖမ်းဆီးတာဒါတွေအားလုံးခဏတော့ကျွန်တော်တို့အကုန်တည်ပြီးသားကိစ္စတွေပါဒါမဲ့တစ်ဖက်မှာကျွန်တော်တို့ပြန်ကြည့်ရင်တချို့တွေကကြတော့လိုလိုလလနဲ့ လိုလိုလားလားနဲ့ဒီစစ်တပ်ဘောမာတွေလိုပဲကျွန်တော်ပြောလိုက်မယ်ကြာဒီစကားလုံးပဲပေါ့နော်စစ်တပ်ဘောမာနေသူတွေလည်းရှိပါတယ်ဒီထဲမှာလည်းအလွှာဆုံးအတန်းဆုံးလူရန်နဲ့အုံပါပါတယ်နော်ဒီကျွန်တော်တို့ဒီစာရေးဆရာတွေလည်းပါနိုင်တယ်လို့ရုပ်ရှင်မင်းသားတွေလည်းပါနိုင်တယ်အဆိုတော်တွေလည်းပါနိုင်တယ်တချို့ကကြတော့ဒီစစ်တပ်ကို voluntary ပေါ့နော်ကျွန်တော်တို့ဟိုလုံအားပေးနေနေဘောမာနေကြတာပါအဲ့တော့လုံအားပေးနေနေဘောမာတွေတဲ့မှာကျွန်တော်ဒီနေ့တင်ပြမယ့်လူကတော့မင်းအုပ်စုအကြောင်းပဲဖြစ်ပါတယ်တယုတ်ဆောင်တဲ့ဒရိုက်တာမင်းအုပ်စုကိုတရားသိကြပါတယ်သူဆိုရင်လည်းဒါ ်ဘာမှဗီဒီယိုလောကမှာရောရုပ်ရှင်လောကမှာရောနှစ်ပေါင်းများစွာရိုက်ခဲ့တယ်။အဲနောက်ကြတော့ဘယ်ကနေဘယ်လိုဘယ်လိုတထည်ကြီးဖြစ်သွားလဲမသိဘူး။ရှေဟောင်းပစ္စည်းရေပကြီးကားတွေစုတယ်။စုရင်းကနေမှသူစာပေလောကတွေရောက်ပြီးတော့2014ခုနှစ်မှာတော့ဒီဒဇမလ25ရက်နေ့မှာသူတီထောင်တဲ့တရဘာမဂဇင်းပေါ့နော်။ဒီတရဘာမဂဇင်းကအက်ဒီတာအဲမနုနုရင်ခေါ်တဲနုရင်ကိုအိမ်ထဲမှာရိုက်နှက်ပြီးတော့ထိုးကျိပြီးတက်ဖြတ်ခဲ့တဲ့အမှုဖြစ်ပွားခဲ့ပါတယ်။အဲမင်းတို့ဆိုတာအဲ့လိုမင်းတို့ဆိုတာအဲ့လိုတွေဖြစ်ပွားခဲ့ပြီးရဲ့နောက်ပိုင်းမှာဆိုရင်တော့သူက ထောင်ကြတယ်သူအဖမ်းခံရတယ်အဲ့မှာထောင်တန်တသက်တကျွန်းတည်တန်ချမှတ်ခြင်းခံရပါတ တတရကျုံးပြတဲ့ချမချင်းခံရပြီးတော့နောက်ကြတော့အလုံးနဲ့ထောင်တဲ့10နှစ်ကိုအယူခံဝင်ချင်းသဘောရပြောင်းလဲတတ်မှတ်ချင်းခံရတယ်ကျွန်တော်မှတ်မိသလောက်ဆိုရင်အဲဒီစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲသူပြန်လွတ်လာတယ်လွတ်လာပြီးရဲ့နောက်ပိုင်းမှာသူ TikTok နဲ့ပါနဲ့ဗီဒီယိုတွေတင်လာလေးတွေ့ရတယ်တွေ့ပြီဆိုရင်လေဒီ TikTok မှာသူဗီဒီယိုတွေတင်ပြီဆိုရင်လေကျွန်တော်တို့အများဆုံးသတိထားမိခဲ့တာဆိုရင်ဒီအမျိုးသားရေးအစိုးရပေါ့ဗျာမဘာသာအကြမ်းဖက်သမားတွေနဲ့ပေါင်းပြီးတော့အဲဒီလိုမုံဒီရေးတွေစစ်တပ်ထောက်ခံတဲ့ဗီဒီယိုတွေဒါမျိုးတွေကိုသူများစွာ ဲ့တော့ TikTok မှာသူဖြန့်ချီတာကိုကျွန်တော်တွေ့ရတယ်အခုရွက်ကောက်ပွဲနားနီးလာတဲ့ခါကျတော့လေဒီရွက်ကောက်ပွဲရောအကြောင်းတူစစ်တပ်ဘောမှာပြီးရောရာဇဝတ်ကောင်တွေထုံးစံအတိုင်းပေါ့စစ်တပ်အလိုကျစစ်တပ်အလိုကျဆိုတဲ့နေရာမှာသူကိုရန်လေးလိုလိုချင်းချင်းအားရပါရစစ်တပ်ဘောအတီးချေမာနေလို့ကျွန်တော်သုံးသပ်လို့ရပါတယ်။ဘာကြောင့်စစ်တပ်ဘုံမှာလဲဒါသူ့ရဲ့ယုံကြည်ချက်မဖြစ်နိုင်ဘူးလား။ သူတကယ်ယုံကြည်လို့ဒီလိုပြောနေတာလားဆိုဟုတ်ပါတယ်လူဆိုဒီမှာကိုယုံကြည်တာကိုလေကိုပြောခွင့်ရှိတယ်ပေါ့ဒါပေမဲ့ဆိုယုံကြည်လို့ပြောလား voluntarily ဘောမနေရလားသုံးသက်ဖို့ဆိုရင်မင်းတို့ဆိုရင်ဒီ TikTok video တွေကိုကြည့်ဖို့လို့ immediate ယွန်းစရာကောင်းပါတယ်ကျွန်တော်တို့ဝိနကန်တာလို့ပဲပြောပြောဟောကြာကျွန်တော်တို့ဒါတွေကိုကြည့်ပြီးသုံးသက်ရတဲ့သူဆိုတဲ့အခါကျတော့ကျွန်တော်တို့ကြည့်ရပါတယ်အဲ့တော့ဒီမင်းတို့ဆိုပြောနေတဲ့အရာတွေဒီသူက ဒီစစ်တက်က frame ပေးထားတဲ့အရာတွေနဲ့အတူတူပဲကျွန်တော်ဒီနေ့သူ့ဗီဒီယိုတစ်ခုလေးကအစိပ်ပိုင်းလေးတချို့ကိုကျွန်တော်ပြန်လေးသုံးသပ်ပြသွားမှဖြစ်တယ်အဲ့တော့ဒီနေရာမှာအစောပိုင်းကကျွန်တော်စကားချီးလုပ်ခဲ့သလိုပဲစစ်တက်ကတမိုင်းကြောင်းတွေကိုတင်ရေးခြင်းနဲ့စိတ်သက်ရှိတယ်တမိုင်းလိန်ခြင်းနဲ့စိတ်သက်ရှိတယ်လူမျိုးကြီးဝါဒတမိုင်းနဲ့တိဆောက်ခြင်းနဲ့စိတ်သက်ရှိတယ်အဲသူ့ကိုစန့်ကျင်နေအမေရိကန်ဒီမှာစစ်တက်ကိုစန့်ကျင်တာတိုင်းဒီလုံးမှာတည်သူလူလူအားလုံးမှာဒါမဲ့အဲ့ဒါကိုသူကဒီတည်သူလူလူတွေပါဝင်နိုင်မှုရောင်စင်လှိုင်းပေါ့နော်အနေအနည်းအထူပါဖို့မူတည်ပြီးတဲ့အခါကျတော့သူကပုံစံမျိုးစုံနဲ့ ဒီပေါ်မှာ क्वे ပြောင်းအောင်လုပ်တယ်အဲ့ဒီမှာမှ तू ကတမိုင်းချောင်းတွေကိုပြင်ရေးဖို့တမိုင်းအမြင်တွေကိုပြောင်းလဲဖို့မျိုးစုံစ조사လာပါတယ်ဒါအပြင် तू ကတီရွမ်းမှာရှိနေပြီးတော့ဒီမီဒီယာလော်ဂျီအုပ်မှုအကောင့်နဲ့အုပ်စုဖြစ်တယ်နောက်ပြီးတော့သူဒီမှာဒါနဲ့ program တွေလုပ်ဖို့အာနာလေးတုံးလို့ရတယ်တနက်လေးတုံးလို့ရတယ်ပတ်စံလေးတုံးလို့ရတယ်ဒီကြားထဲမှာမင်းဥစုလိုကောင်တွေတွေကတော့ तू ကစစ်တပ်ကို तू က voluntary လေးပေါ်မာတယ်ပေါ်မာတဲ့အခါမှာလဲကျွန်တော်တင်းတင်းပြောအနေနဲ့ပြောပြောနေတယ်လို့ပဲ तू က ဒီကောင်တွေကသူ့လက်ကျန်းကြီးနဲ့မားလိုက်လို့စစ်တပ်ဘောနာဝါမှာဆိုလို့လေစစ်တပ်ဘောနာဝါမှာဆိုလို့ဂရီဘာလက်အိတ်ကလေးနဲ့ဒီလိုလေးမပေးတာပါမပေးရင်စစ်တပ်ဖင်ပေါက်ကိုပါတို့ကဒီလိုလက်ကလေးနဲ့ဖီတက်လောက်ဖီတက်လောက်အဲအဲ့လိုကလီဘေးတွေကောင်တွေပါအဲ့လိုမင်းဟုတ်ဆိုဆိုတဲ့ကောင်တွေကိုပြောခဲ့တဲ့ဟာတွေဒီကျွန်တော်တို့တည်သူတွေအားလုံးနားလေသဘောပေါက်ပြီးသားကိစ္စတွေဖြစ်တယ်ဒါမဲ့စိုးရေးရှိကစိုးရဲစွာပေါ့ဗျာဒီကောင်ဒီလိုပြောနေတာကိုကျွန်တော်တို့ကဘလုံးမတုံ့ပြန်ဘူးဆိုရင်ကြာရင်ဒါတမိုင်းကြောင်းမှာတရားတွေဒီလေ digital ဟာ food break နေအရာဟိုဒါဟိုရိုက်ကူးထုတ်လုပ်တာ test တွေဖြစ်သွားတယ်ပေါ့ဗျာစာသားတွေစကားတွေဗီဒီယိုတွေဖြစ်လာတဲ့အခါမှာဒီတိုင်းလွတ်ထားလိုက်တယ်ဆိုရင်အများကြရင်ကျွန်တော်တည်သူလူတွေဘယ်လောက်သဘောပေါက်ပေါက်ဒါဒီဝါရထန့်ချီရဲ့အားကောင်းတဲ့ပုံစံမျိုးဖြစ်လာနိုင်တယ်အဲကြောင့်မလို့ကျွန်တော်ဒီဒီမင်းအောင်ဆိုရဲ့ဗီဒီယိုမင်းအောင်ဆိုဆော့တလွဲပြောနေတာလူအဖွဲ့စီကိုတခိုးကလူဟစ်နေတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့သုံးသပ်တင်ပြသွားမယ်အခုအရင်ဆုံးသူပြောနေတဲ့ဗီဒီယိုလေးကိုကျွန်တော်စာနာထောင်ကြည့်ကြပါမယ်နော်ဒီဗီဒီယိုဖိုင်ကြီးထဲမှာတရက်ခန့်ရှာတဲ့ဇာတ်ကားလေးတွေ ပြောကြည့်ကြရအောင်ပါတရားခန်ရှာကြည့်ကြတော့လက်ရှိအချိန်မှာကျွန်တော်တို့တွေနေထိုင်ရတဲ့ခေတ်ကြီးကိုမြန်မာနိုင်ငံသားအထုံများများကမချိတ်ကြဘူးဘက်ခေတ်တွေကိုပြန်လွှမ်းနေကြတယ်လို့ဆိုအထုံများများကတော့ဦးသိစိတ်ခေတ်ကိုပြန်လွှမ်းပါတယ်အချို့သောသူတွေကလည်း NLD ဆိုရအာဏာရခဲ့တဲ့ခေတ်ပြန်လွှမ်းပါတယ်အဲ့ဒီခေတ်လေးတွေအဲ့ဒီအချိန်လေးတွေကိုပြန်လိုချင်ကြပါတယ်နှစ်တုံးများနှစ်တည်းနောက်ပိုင်းဒီနေ့ထိပေါ့ကြုံတွေ့နေရတဲ့နိုင်ငံရေးခင်းခြင်းတွေမြေပြင်ခင်းခြင်းတွေဖြစ်ဖြစ်အထုံများများကိုနိုင်ငံလူနိုင်ငံသားတွေကမချိတ်ကြဘူးပြန်လွှမ်းတော့ဟုတ်ပြီဒါဆိုရင် ဒီကနေ့မှာကြုံရတဲ့နိုင်ငံရေးအခင်းချင်းဟာဘသူကြောင့်ဖြစ်လာတာလဲဘသူတွေကြောင့်ဖြစ်လာတာလဲပြန်တွေးကြည့်ကြရအောင်တရားခံရှာကြည့်ကြရအောင်နှစ်တုံကြာနှစ်တည်းအာဏာထိမှုဖြစ်စဉ်မဖြစ်ခင်တည်းကမဲမတမာမှုတွေရှိပါလေမဲမတမာမှုတွေကိုဖြေရှင်းပေးပါဆိုပြီးတော့ပါတီအကြောင်းများများကတောင်းဆိုခဲ့ကြပါတယ်ထို့တူကာဝေးဦးစီးချုပ်ဦးဆောင်ပြီးတော့လည်းမဲမတမာမှုတွေဖြေရှင်းပေးဖို့ UEC ကိုတောင်းဆိုခဲ့ပါတယ်ကျွန်တော်တို့မမြင်နိုင်တဲ့သတင်းစကားတွေအရဆိုရင်ဒေါ်စုကြည်စီအထိစာပို့ပြီးတော့မဲမတမာမှုတွေကိုဖြေရှင်းပေးပါလို့ တောက်ဆုပ်ခဲ့တယ်လို့ကြားရပါတယ်။ကိုယ်တိုင်မမြင်ရမှတ်ရတော့ကြားရပါတယ်လို့သုံးရပါတယ်။သို့တော်လည်းဒေါ်စုကြည်ဦးဆောင်တဲ့ NLD ပါတီဟာမဲမတမမှုနဲ့ပတ်သက်လို့ဘာတစ်ခုမှဖြည့်ရှင်းပေးခဲ့တာမရှိပဲနောက်ထပ်ငါးနှစ်တက်တန်းအာဏာရဖို့အတွက်အပူရပြင်းစူးစမ်းခဲ့ပါတယ်။သူတို့ရဲ့ပထမတက်တန်းကုန်ဆုံးသွားတဲ့အခြေအစိုးရဆိုတာမရှိတော့တဲ့အခြေရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရတရားမရှိတော့တဲ့အခြေရောက်တော့မှာပဲ။ညမချက်မလို့ကတိုင်းပြည်ရဲ့အာဏာကိုထိလိုက်တာ။အာဏာသိမ်းကျင်နေဆိုရင်အဲ့လိုမျိုးအချိန်ခါတွေစောင့်နေကြတာမလို့ပါ။သိမ်းကျင်တဲ့အချိန်သိမ်းလိုက်လို့ရပါတယ်။ တို့တွေပြောခဲ့တယ်သိကျင်လားအမှိုက်သိဆိုတာခလိစကားတွေပါအာနာဆိုတာဘယ်တိုင်းမှမရှိတတ်မှာမှမရှိတာသိကျင်လို့လည်းလေးအဲဒီမှာမင်းတို့ဇိုတော်ရတဲ့အချက်တွေကိုခင်ဗျားတို့ကြားမယ်ထင်တယ်။အဲသူကတော့ဗာလဲဆိုတော့ဒီ2020နောက်ပိုင်း21နောက်ပိုင်းဂျုံတွေးရတဲ့အခြေအနေတွေပေါ့။ဂျုံတွေးရတဲ့အခြေအနေကဘယ်သူတွေကြောင့်ဖြစ်လာလဲဆိုတော့သူကအဲသုံးသက်မယ်။နောက်တရက်ခန့်ရှောင်မယ်ဆိုတဲ့အနေနဲ့သုံးနေတယ်။သုံးတဲ့အခါမှာသူစပြီးထောက်ပြတာတော့မဲမတမာမှုပေါ့။မဲမတမာမှုလုပ်တယ်။ထုံးတမ်းတိုင်းပဲပါတီတွေ အဲတောင်းဆိုကြတယ်စစ်တပ်ကတောင်းဆိုကြတယ်မင်းအွန်လိုင်းကိုတိုင်ဟိုအန်တီဆူနဲ့တွေ့ပြီးတောင်းဆိုဖို့ကြိုးစားတယ်ဗာနဲ့အစတိဖြစ်မော်နော်စာရေးပြီးတောင်းဆိုတွေဒါမျိုးတွေသူပြောပါတယ်ပေါ့ပြောပါတဲ့ခါမှာကျွန်တော်အနေနဲ့ဒီဟာတွေဒီမယိုးနိုင်တဲ့သရိုးခိုင်ဇလန်တွေဖန်တရားတည်ပြီးသားကိစ္စတွေခင်ဗျားတို့ဒါမင်းဟုတ်ဆိုလို့ဒီဗီဒီယိုပေါ့နော်ဗီဒီယိုကြည့်ရင်မင်းဟုတ်ဆိုစောက်ခွက်ကြီးကိုတွေ့နေရပဲဆိုပေမဲ့မင်းဟုတ်ဆိုနေတော့မတူဘူးဒါချေးမုံတို့မြန်မာလေးတို့သတင်းစာကြီးကိုထောင်သားသလိုခင်ဗျားတို့ခံစားရနေမယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်ကောင်းထဲမှာဒီချေးမုံတို့မြန်မာလေးတို့သတင်းစာတွေရပြောတဲ့ကိစ္စတွေကိုပဲပြောနေတာပေါ့ ပြောတော့ तू ဒီအခုကျွန်တော်ကြည့်လိုက်တဲ့10မိနစ်ကျော်ကာလအတွင်းထဲမှာ तू သုံးသက်ဝေဖန်သွားတဲ့အထက်မှာအရေးကြီးတဲ့ကိစ္စတွေပါပါတယ်အရေးကြီးတဲ့ကိစ္စနှစ်ခုပါပါတယ် ဲ့နှစ်ခုကိုကျွန်တော်ပြောမယ်ဒါပေမဲ့ဒီ stories line ပေါ့ကျွန်တော်စကြောင်းတော့တည်ပြီးသားပဲကျွန်တော်ဒီသူတွေအားလုံးဒီကောင်းတော့ထောင်ထဲမှာပဲရှိအောင်မင်းနဲ့တူတယ်ဒီကောင်မသိဘူးဒီကိစ္စတွေတကယ်ကတော့သူအတရားပြောသလောက်ပဲတည်မှာအော်စစ်တပ်ကချပေးတဲ့လမ်းကြောင်းတိုင်းပြောနေတယ်စစ်ခွေးစစ်ဘောမှာစကားတွေလို့ပဲကျွန်တော်ကသုံးသပ်ခြင်းတယ်အဲဒါပေမဲ့အရေးကြီးဆုံးတစ်ချက်ဆိုရင်နေရာမှာ ideology ကျွန်တော်နိုင်ငံရေးတွေးခေါ်ရအောင်ကျွန်တော်နင်းခုံရမယ်တော့ပြန်ပြီးဒီကောင်ကိုပြောရမယ်လက်ညှိုးကောက်ထိုးရမယ်ပြောမယ်စကားရှိပါတယ်အဲ့တော့ဒါဒီ မင်းတို့ဆိုတော့သူ့ကိုယ်သူဒါသူဒီအမှုပြညာသမားဒါသူခိုးဝှက်ထားလားစူဆောင်းထားတာလားဘယ်ရဘလို့ရရပတ်သက်နေနေဟိုဟာထစ်ထားမှန်းတော့မသိဘူးရှေဟောင်းရုပ်ထုတွေစတိုင်နေမလိုက်နေထွားပြီးတော့သူကဒီလိုကြီးကြီးကြီးတွေရှောက်ပြောနေပေမဲ့သူကစစ်တက်ကစစ်တက်ကိုကျွန်တော်တည်သူတွေမုံတဲ့အခါကျတော့စစ်ခွေးလို့သုံးထုံးပါတယ်အဲသူကကြတော့စစ်ခွေးပါတဲ့ချီးကိုစားတဲ့စစ်ခွေးအိမ်နာကျွင်းသားလောက်မှာချီးကပ်စားတဲ့ကောင်အဆင့်လောက်ပဲရှိတယ်လို့ကျွန်တော်မင်းတို့ဆိုသုံးသက်ချင်တယ်အဲ့တော့စစ်ခွေးချီးကပ်စားတဲ့မင်းတို့ဆိုတာ သူကဒီညမှာဟိုစစ်တက်ကလုံးလေးလှုပ်ထားရှိတဲ့ပုံစံတစ်ခုကိုပြောပါတယ်ကျွန်တော်ငင်းခုမယ်ဆိုရင်တစ်ချက်တည်းတစ်ချက်ပါအဲ့ဒါတော့ဒေါ်စုကြည်ဆိုတဲ့အတော်အောင်ဖြစ်ပါတယ်ဒေါ်စုကြည်ဆိုတဲ့အတော်အောင်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကျွန်တော်ချားပြီးတွေမှာလည်းပြောပြတယ်ကျွန်တော်ဒီဒေါ်စန်းစုကြည်နဲ့ပတ်သက်လာရင်ကျွန်တော်မှနိုင်ငံရေးရတော့ဒါဟိုဒေါ်စန်းစုကြည်မှမဟုတ်ဘူးကျွန်တော်နိုင်ငံရေးအနေမတူတဲ့လူတွေခင်ဗျားတို့မှလည်းရှိမှာပဲကျွန်တော်တို့မှလည်းရှိတယ်အဲ့တော့အနေမတူဟုတ်တယ်ဒါပေမဲ့ဒေါ်စန်းစုကြည်ရဲ့နာမည်အပြည့်စုံကဒေါ်အောင်စန်းစုကြည်ဖြစ်ပါတယ်ဒါပေမဲ့1990ခုနှစ်နောက်ပိုင်းနေ88နောက်ပိုင်းနေမှာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ဩဇာလွှမ်းမိုးမှုဒါဗိုလ်ချုပ်အောင်ဆန်းတမိဖြစ်တယ်ဒီလိုလွှမ်းမိုးမှုကိုဖယ်ခွာခြင်းတဲ့အခါကျတော့သတင်းစာတွေထဲမှာတရားခရယောက်ကြားမှုမှာပေါ့ဖိုးကန်ကောင်းလို့နော်မော်ချင်ကြမဦးဝင်းတို့ဘာလို့ဒီလိုပုံကိုမျိုးတွေကဒီစစ်တပ်လုံးစုံဝါဒထက်တဲ့စာတွေကိုရေးကြတဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ကိုတမင်တကာကြီးဝဲချက်ရှိရှိဗိုလ်ချုပ်အောင်ဆန်းရဲ့တမိဆိုတဲ့အထက်ကနေဖယ်ခွာခြင်းတဲ့အတွက် တော်စုကြီးဆိုတုံးကြတယ်ကျွန်တော်တို့ကတော့အိခက်ကမွေးတဲ့လူအိခက်မှာဟိုဖြစ်တဲ့လူတွေကျွန်တော်တို့ကအန်တီစုပေါ့နော်အခုလိုအမေစုအမေစုဆိုပြီးအမေစုကိုဟိုတပြီးအမေစုပုံမှာလှုပ်ရှားတဲ့သူတွေတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ကအန်တီစုလို့သိခဲ့အဲဒါမဲ့နာမည်တစ်ခုခုကိုလူပုဂ္ဂိုလ်ညွှန်ဆိုတဲ့အခါမှာကျွန်တော်တို့ဒီနာမည်အပြည့်အစုံတုံးနိုင်ရင်တုံးနိုင်မတုံးနိုင်ဘူးဆိုရင်ကျွန်တော်တို့ nickname တော့မဟုတ်ချက်စနှုတ်ခေါ်တဲ့အရာတွေနဲ့ကျွန်တော်တို့တုံးကြပါတယ်ဒါမဲ့မင်းတို့ဆိုတော့အမုံတရားရှိရှိ တော်စုကြည်ဆိုပြီးသုံးဆိုရတော့ခင်ဗျားတို့တွေ့ရပါလိမ့်မယ်။ဒါသည်လူပုဂ္ဂိုလ်တယောက်ရဲ့ဂုံတိခောက်ကိုတက်ပြားပြီးတော့သူ့ရဲ့ဇင်းနစ်ကိုပယ်ထောက်ချင်တယ်ဒီမှာစစ်တပ်နဲ့စောက်ချင်အတူတူပဲလို့ကျွန်တော်သုံးသပ်ပါတယ်။နောက်တစ်ခုကတော့သူပြောရတဲ့အထက်မှာဒီစစ်တပ်ကဒီဟိုတော်တော်ပြောပြောနေတာဗောနော။အာနာသိမ်းခြင်းပေးချိန်မဆိုသိမ်းလို့ရတယ်။ဒါပေမဲ့ဥပဒေတိုင်းဖြစ်ဖို့အတွက်ဆိုရင်တို့က သူတို့အဆိုပေါ့နော်သူတို့အဆိုနော်ဒါ bullshit logic ကြီးနော်တကယ်ဟိုစောက်တလွေး logic ကြီးပါဒီလိုထစ်ဖို့အတွက်ဆိုရင်တို့ကဒါပထမအဆိုကတသန်းကုန်ပြီဒုတိယအဆိုကအာနာမသိငင်ကာလာကြမှာအာနာကိုထိမ့်လိုက်တယ်ပေါ့ဗျာ အဲဒီမေလိုညာဒီလိုအာနာထိန်နေအာနာသိန်းနေဆိုပြီးတော့သူတို့စကလုံးဖလေဖလေကုလီကူမာလုတ်ပြီးဒီလူကိုဂျေဒီလိုဂျင်းသွင်းမိမယ်တကယ်တမ်းကျတော့သူတို့ဖန်ဆီးလိုက်တဲ့သူတွေအဲ့ချိန်မှာစပြီးလုတ်တဲ့အာနာသိန်းကိုဖန်ဆီးတဲ့သူတွေပေါ့နော်ဥရတိုင်းတကယ်လုတ်မယ်ဆိုတော့အဲ့မှာရှိနေအဲတမရဦးဝင်းနေတော့နော်ဒါဒေါ်နိုင်ငံတော်ဤတိုင်မီကန်ဒေါ်ဆက်စုကြည်ပေါင်းဝင်လွတ်တော်အမတ်တွေဝင်ကြီးတွေပေါ့နော်အထူးသဖြင့်အစိုးရအဖွဲ့ဝင်ကြီးတွေကိုအဲအဖွဲ့အစည်းတစ်ခုခုကလည်းဒီလိုဖန်ဆီးပိုင်ခွင့်မရှိပါဘူးသူတို့ဒီရာဇမှုကျူးလွန်ထားပြီးဆိုရင်ကစား ျွန်တော်တို့ဥပဒေပြဋ္ဌာန်းချက်တွေတော့ဒီလွတ်တော်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်တွေဒါတွေအရဆိုရင်ဒါလွတ်တော်အကြောင်းကြားရမယ်ဥပဒေအရဟိုဟာလုတ်ပြီးတော့မှဖန်စည်းခွင့်ရှိတဲ့အခြေအနေမျိုးပါဒါမျိုးအားလုံးကိုဥပဒေပအနေနဲ့လုတ်ပြီးလက်နက်နဲ့အာဏာကိုသုံးပြီးတော့ဖန်စည်းပြီးတော့အာဏာသိမ်းယူခြင်းဖြစ်ပါတယ်ဒါသည်ကျွန်တော်တို့လုံးဝဟိုဘယ်လိုပြောမလဲအနေပွားတရားမရှိစစ်တက်ကအာဏာလူယူမှုအာဏာသိမ်းယူမှုပဲဖြစ်ပါတယ် ဒါဟိုသူယုံကြည်တီတီကြီးနဲ့ဘလို့ကြီးပဲပြောပြောပလေကကြီးဝစ်ပြီးတော့ပလေကကြီးဝစ်ပြီးလူမိုက်အထာနဲ့ပေါ့ဗျာဟိုပေါကားရဲလူမိုက်အထာနဲ့ပြောပြောကြိုက်တဲ့ပုံစံနဲ့ပြောပြောတမိုင်းချက်လက်သည်အမအနေတော့အမှန်မဖြစ်ပါဘူးဒါမင်းတို့ဆိုသည်တသက်လိန်လေလှည့်ထားပြီးစစ်တပ်အလိုကျ voluntarily နော်ဟိုဟာဗာလေဟိုလှုပ်အပ်ပြီးဘောမာတဲ့ဟိုစကွေးချီးစားကောင်းလို့ကျွန်တော်တို့တဲ့ပြောလို့ရတဲ့ကိစ္စပဲဖြစ်ပါတယ်အဲ့တော့ तू အဲ့လိုမျိုးတွေ तू ဘောမာပြီးတဲ့အခါမှာ तू နောက်ထပ်ကျွန်တော်နင်းကုန်ခြင်းတဲ့ကိစ္စနိုင်ငံနိုင်ငံတိုင်းမှာကဘာမှရှိရဲ့ဘယ်နိုင်ငံမှာမဆိုးတဲ့ အာနာစစ်တက်စီမှာပဲရှိရယ်စစ်တက်ကဘလို့မဆိုအာနာတိန်လို့ရတယ်မင်းအစိုးအနေနဲ့ तू အတိအဲ့လောက်ကလေးပဲရှိရယ်ဆိုရင် तू ကဘာလို့ရမလဲဆိုတော့လေတိလာအဲကျွန်တော်တို့ရည်ရတယ်ဒီဘောထိုင်အင်သာပဲမစင်းသားနဲ့တည်းရင်းလုံးအင်သာပေါ့ရင်းလုံးအင်သာနောက်မှာခွေထားတဲ့ဟိုကျွန်တော်တို့ ကွန်ကရစ်တံခွေတွေကခြိရွေးနေမှာပဲခေါင်းဝင်နေလောက်တဲ့အတိအញံအဆင်မရှိတယ်လို့ကျွန်တော်ကတော့သုံးသက်ချင်ပါတယ်ကျွန်တော်ပြောတာရိုင်းတိုင်းကြမ်းတမ်းဝါးတွေဆိုရင်လည်းရိုင်းတိုင်းကြမ်းတမ်းဝါးတွေလိုပဲမှတ်ပါဒီမေလိုနေကဒါနေုံနဲ့ပြောမှကျွန်တော်တို့ကထိုက်တန်နေလို့စဉ်းစားရတဲ့အတွက်ကျွန်တော်ဒီလိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ तू ကတော့ဟိုဒီလိုပေါ့ဒီရှေ့မှာဒီစစ်တက်ရဲ့ reason ပေါ့စစ်တက်ရဲ့အာနာသိမ်းရတဲ့ reason ဆိုတဲ့အကြောင်းကိုတော့ तू ကဒီလိုဖော်ပြတယ်ဖော်ပြတဲ့အပြင်ကမှ ဒါစစ်တက်ကိုဖတ်လိုက်တာပေါ့ဖတ်လိုက်ုံနဲ့မကပဲစစ်တက်ကဘယ်အချိန်မှဆိုအာနာကျွန်တော်အာနာဆိုတော့တိုင်းပြည်အာနာဆိုတည်သူလူထုမှာပဲစဉ်သက်ပါတယ်ဘယ်စစ်တက်ဒီမှာမှစစ်တက်ခြင်းမရှိပါဘူးဒါဒီ immediate ရှက်ဖို့ကောင်းယုံမကောင်းနဲ့ immediate ဟိုလူအောက်တန်းကြတဲ့လူတယောက်ရဲ့အတွေးခေါ်ပဲဖြစ်တယ်လို့ကျွန်တော်ဒီအပိုင်းလေးကိုကနအူသုံးသက်ခြင်းနဲ့ကဲဟုတ်ပြီမင်းဆိုပါဆက်ပြောမလဲဆိုတော့ကျွန်တော်နားထောင်ဆက်ကြည့်ကြမယ်နော်ဟုတ်ပြီဗျဒါတွေထားလိုက်ကြတာရှင်းလိုက်ကြတာဒီလိုအခြေအနေတွေဖြစ်လာဖို့အတွက်ကိုဘယ်သူတွေစခဲ့ကြတာလဲအာနာထိန်းလိုက်တဲ့အချိန်မှာ6လအတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးပြီးဒီမိုကရေစီအစိုးရတရက်ကိုတင်မြှောက်ပေးပါမယ်လို့ကာကွယ်ရေးဦးစီးချုပ်ကိုလည်းပြောခဲ့ပါတယ်။သို့ဆိုလေလက်မတွေပေါ်မှာစိတ်မဲ့ကမ်းမဲ့ဆန္ဒပြခဲ့ကြတာဘသူတွေလဲတိုင်းပြည်တော်ဝင်ကိုထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတွေရုံမတက်အောင်လှုပ်ဆော်ခဲ့တာဘသူတွေလဲကိုတော်ဝင်ကိုချေဖို့ရုံသွားတက်တဲ့ဝန်ထမ်းတွေကိုလောင်ပြောင်ပြည့်ရပြုခဲ့ကြတာလိုက်တဲ့စီမင်းလုတ်ခဲ့ကြတာအချက်တော်ဝင်အကျိုးနဲ့ဖြစ်အောင်လုတ်ခဲ့ကြတာဘသူတွေလဲ လက်သုံးချောင်းမထောင်ရင်ဝိုင်းပြီးတော့ရှုံချကြတာဝိုင်းပြီးတော့ကဲ့ရဲကြတာဝိုင်းပြီးတော့အပြစ်တင်ကြတာဘယ်သူတွေလဲ profile ကိုမချင်းရင်ဝိုင်းပြီးအပြစ်ပြောကြတာဝိုင်းပြီးတော့အပြစ်တင်ကြတာဘယ်သူတွေလဲညဘက်ညဘက်မှာတန်ဖိုးမတီးရင်တန်ဖိုးမတီးတဲ့အိမ်ကိုအပြစ်ရှာခဲ့တာရန်လုပ်ခဲ့တာဘယ်သူတွေလဲလိုချင်တာကတော့ဒီမိုကရေစီပြန်လေထွန်းကားရေးသို့သောလုပ်ခဲ့ကြတာကဘယ်လိုလုပ်ရည်လုပ်ခဲ့ကြတာလဲဘယ်သူတွေကလုပ်ခဲ့ကြတာလဲဘယ်ပါတီဝင်တွေကဥဆောင်ပြီးလုပ်ခဲ့ကြတာလဲ ကမ္ဘာပေါ်မှာဆန္ဒပြပွဲအများကြီးရှိပါတယ်။သို့သောလူသွားလမ်းပေါ်မှာထမိန်တွေတန့်ပြီးဆန္ဒပြတဲ့ဆန္ဒပြပွဲတွေဘယ်မှာမှမရှိပါဘူး။ဒီလိုပါပဲအမျိုးသမီးလှဆင်တော့ပစ္စည်းတွေကိုလမ်းမပေါ်မှာချိတ်ဆွဲပြီးဆန္ဒပြတဲ့တိုင်းပြည်ဘယ်မှာမှမရှိပါဘူး။အဲ့တော့အခု तू ကဆက်ပြီးမေးခွန်းထုတ်တယ်ပေါ့။ तू ဗီဒီယိုအစတည်းမှာပါ तू တရားခံရှာမယ်လို့ပြောတာပေါ့နော်။တရားခံရှာမယ်ဆိုတော့ तू ကဘယ်လိုပြောလဲဆိုတော့စစ်တပ်ကြီးပေါ့ဗျာအင်မီဒန်ဂရိတိတ်ခါနဲ့ပြည်စုံနော်အင်မီဒန်ဝိတ္ထုစင်ကြယ်တွေနဲ့ အင်မတန်ကြီးရောသူတော်ကောင်းကြီးဖြစ်တဲ့စစ်တပ်ကြီးကအာဏာသိမ်းပြီးတဲ့ခါကျတော့6လအတွင်းရွေးကောက်ပွဲလုပ်ပေးမယ်เนาะစသည်ဖြင့်ဇကားတွေကိုကျွန်တော်တို့ကမယုံရခေါင်းလာဘူးတည်သူတွေကသူကဂျိမ်းမော့မှန်မဲလို့ရတဲ့သဘောပါအဲ့တော့သူကဒီဒီဒီမိုကရေစီအစိုးရတစ်ခုဖြစ်မလာအောင်ဖျက်ဆီးခဲ့ကြတာဘသူတွေလဲလို့မေးခွန်းထုတ်ပါတယ်အဲ့တော့သူသူအစိုးရဆိုရင်စီမေကံမဲဆရာတရားဘသူတွေလဲနိုင်တဲ့စီနင်းလို့တာ CDM မလုပ်လို့အဆက်ခွဲတာလက်သုံးချောင်းမထောင်လို့ကွာရှာတာတန်ဖိုးမတီးလို့ profile မချိန်းလို့ စသည်ဖြစ်ပေါ့နော်ဒါတွေကို तू ကလက်ညှိုးထောက်ပြပြီးတော့ तू ဘသူတွေလဲလို့မေးသွားပါတယ်အဲ့တော့ကျွန်တော်တို့လည်းပြန်မေးလို့ရတယ်တိုင်းပြည်ရဲ့အာဏာကိုနှစ်ပေါင်းများစွာအုပ်ချုပ်ပြီးတော့လူအဖွဲ့အစည်းမှစစ်ရာဇဝမှုတွေလူသားညှိုးတွေကိုကျူးလွန်တဲ့ရာဇဝမှုတွေလူမျိုးတုံးတတ်ထက်မှုတွေတော့လူမျိုးစုတွေသားမျိုးသမီးပေါင်းများစွာမရင်းချင်းတတ်ထက်မှုတွေလုပ်ခဲ့တဲ့ကောင်တွေရောဟဲ့အောင်မင်းတို့ဆိုရင်အဲ့ကောင်တွေရောဘသူတွေလဲမင်းမသိဘူးလားမင်းမသိဘူးလားမင်းစောက်လုံးကန်းနေလားကျွန်တော်ပြန်ပြောဖို့လိုပါတယ်အဲ့တော့ ဟိုဒီနေရာလေးကိုတမိုင်းဆိုတာဟိုပါပဲကျွန်တော်တို့ကွက်ကွက်ပြီးတော့ကိုလိုချင်တဲ့အကွက်ကလေးတွေကိုဖြတ်ပြောလို့မရဘူးခင်ဗျာတမိုင်းဆိုတာတမိုင်းကြောင်းပါတမိုင်းစင်ပါတမိုင်းစင်ကိုကျွန်တော်တို့ကြည်ရပါလိမ့်မယ်တိုင်းဒီအာနာသိမ့်ပြီးဒီနေမှာစစ်တပ်ဘေရုံကတံပေးဘူးလို့လေเนาะအာနာသိမ့်လာတော့မှဟိုမမက်ရရမမက်ကန်ကန်နီးနေလူမိုက်လို့သူကဇော်မင်းထုံးတော့ပါတော့အင်တာဗျူးတွေလုပ်တယ်ဒီအာနာမသိမ့်ကြီးကိုမဘာသားတွေကလူ့ခွေစည်းကိုချိန်ချောက်တယ်ဝလုံးထိတ်မှာအချွန်တွေတက်ပြီးတော့เนาะကျွန်တော်တို့ ိုလူတွေကိုတိုက်ခိုက်တာနော်သူတို့ဆန့်ကျင်တဲ့လူတွေကိုဆန့်ကျင်နေဆိုတော့ပေါ့ပေါ့ပါဆန့်ကျင်တဲ့လူတွေကိုရိုက်နှက်ပြီးလက်ပါဖို့လှုပ်တာအဲ့တော့လမ်းပေါ်မှာဆန္ဒပြနေတဲ့တည်သူတွေကိုတနက်နေ့ပြစ်တာကိုဟဲ့ကောင်ရဲ့အဲ့ဒါကိုဘသူတွေလေးအဲ့တနက်နေ့ပြစ်တဲ့ကောင်အောင်ကျုပ်တို့မေးရမယ့်တာဝန်ရှိပါတယ်တည်သူအားလုံးသိပြီးသားပါဒီမေးလို့ညံလင်းပွင့်ဖို့ကျွန်တော်တို့မေးပေးခြင်းဖြစ်ပါတယ်အဲ့တော့အဲ့ကောင်တွေကိုဘသူတွေလေးနော်ကျွန်တော်တို့လက်နက်မေးတဲ့သူတွေကိုတိုက်ခတ်တက်ဖြတ်ခဲ့တာကိုဘသူတွေလေးအခုမှတိုက်ခတ်တာမဟုတ်ဘူး88ထဲက နော်93 94လေးတွေကကျွန်တော်တို့60နှစ်အာဏာသိမ်းခဲ့တာ58နော်ကျွန်တော်တို့ဒါအိမ်ဆောင်အစိုးရဆိုပြီးတော့ဦးနှုတ်နဲ့နှစ်ပေါက်တစ်ပေါက်လူဝချင်းရိုက်ပြီးအာဏာလုခဲ့ကြတာနော်လူမျိုးစုဒေသတွေမှာကိုပိုင်အုပ်ချုပ်ခွင့်နဲ့ဟိုကမပေးခြင်းလို့အစင်အဆက်တိုင်းပြည်ကိုဖိနှိပ်ခဲ့တာအဲ့တော့မင်းအုပ်စုမေယာမှာဟဲ့အောင်မင်းအဲ့ဒါကိုဘယ်သူတွေလဲမင်းမှာရှယ်ဟောင်းပစ္စည်းတွေအများကြီးရှယ်ဟောင်းဆောင်တွေအများကြီးကြည့်အောင်နဲ့ ရှိအောင်လေအဲ့ဒါတွေကိုတနေ့၃ချိန်ဖင်မှုတော့တော်မီရှစ်ခိုးနေလေမင်းအသိဉာဏ်ကတော့ဒီတက်ပို့ပြီးအဆင့်တက်လာဖို့မရှိဘူးကျွန်တော်စုံစုံကပြောသလိုပဲစစ်ခွေးအိမ်နာခြင်းနာမှာချိကစားရခွေးအစင်ပဲရှိတယ်ဒီကောင်အစင်ကျွန်တော်ကတော့အဲ့လိုပဲသုံးသက်တယ်ကျွန်တော်ရိုင်းနေလို့ထင်လို့ရရင်ရိုင်းပါလေဖိုးတကြံဒီဆောင်ရမ်းရိုင်းနေကောင်ဖြစ်တယ်အဲ့တော့ဆောင်ရမ်းရိုင်းနေကောင်ကဆောင်ရမ်းရိုင်းနေအနေနဲ့ပဲဒီလိုဆောင်ရမ်းညံနေတဲ့ကောင်တွေကိုတော့ကျွန်တော်ကတော့သုံးသက်ပြောဆိုမှာပဲဖြစ်ပါတယ်ဒီကြားထဲမှာဆောင်ရမ်းရင်ကျေးပါလေပေါ့နော်ဆောင်ရမ်းရင်ကျေးပြီးတော့ဆောင်ရမ်းဟို ဟိုဟာထစ်တယ်ဆိုတဲ့ကောင်တွေကအမျိုးသမီးထမိန်ကိုကြောက်ပါတယ်အဲ့တော့ဟုတ်တယ်ထမိန်တွေကိုဘာလို့လမ်းပေါ်မှာဆန္ဒပြလဲအမျိုးသမီးလားဆိုတော့ပစ္စည်းနဲ့ပါတော့တရားအမျိုးသမီးတွေကိုနှစ်ပေါင်းထဲဆိုဖိနေထားတဲ့လူဖွေစီဖြစ်တဲ့အတွက်ဒါတွေကိုဆန့်ကျင်တော်လှန်မှုဒီအနေနဲ့ကိုလှုပ်ဖို့ကြားခြင်းဖြစ်ပါတယ်ခစ်ကိုတောင်းမှုခေါင်းကိုပြစ်ဆိုပြီးတော့လှုပ်ခဲ့တဲ့သင်ငန်းဝတ်ထားတဲ့သင်ငန်းခြုံထားတဲ့မင်းအွန်လိုင်းဘောမှဖုံးကြီးအောင်ဘယ်ကောင်လဲကျွန်တော်မေးဖို့လိုပါတယ်အကျိုးရှိလို့အကြောင်းရှိတာပါလူမှုသည်လူမှုကိုမစော်ကားမိတဲ့လူမှုကဘရောမှ ဗမာတီလူလူပိုဆိုးပါတယ်တခြားလူကိုစော်ကားဖို့အင်မတန်ခဲရတယ်အေးဒါပေမဲ့အဲသူတို့အတိမားအမြင်မှာတော့သူတို့အချက်လက်ပိုင်းနဲ့ဒီလိုဖိနှိပ်လာတဲ့အခါမှာတော့သူတို့ရတဲ့အနေနဲ့တုံ့ပြန်အောင်ကြွားမှာပဲတုံ့ပြန်အောင်ကြွားပါတယ်လုံနေတယ်ဆိုကမှတော့သူကဘာလို့စေချင်တာလဲကျွန်တော်ဒီမှာဆောက်ယူ logic တခုလည်းရှိရယ်လမ်းကြောင်းလေးပြောရရင်လေဟိုလူမိုက်ဖြည့်ပြီးရင်ဖះရကလောက်ရမယ်ဆိုတော့အခုဒီမှာဟိုလုံနေတဲ့ကောင်နဲ့ခင်ဗျားတွေ့မယ်လူမိုက်ပါလှိုင်သားကိုကြီးလိုပါတော့အဲ့လိုကောင်နဲ့လူမိုက်လိုလိုဖះရကလိုဟဲ့လူမိုက်လို့ချင်းလူမိုက်အပြည့်လိုလားဖះရကလိုချင်းဖះရကအပြည့်လိုလား အဲ့ဆော်ယူလိုချစ်ကိုသွင်းမဲ့တဲ့အထဲမှာပါလေလမ်မရိုဖိုတိုကနျူချစ်သိရှိပါတယ်လို့ဘာလို့ဆိုတော့ဆော့ဘောလိုချစ်တွေနဲ့ပေါ်ပေါက်လာတဲ့အကျိုးဆက်ပေါ့ဗျာအဲ့တော့ဒီမင်းတို့ဆိုလိုကောင်တွေကဒါဗမာတီမှာယုံလေးလောက်အသိဉာဏ်မရှိတော့ပလေကက်ဝင်ရင်လူမိုက်ထင်ပြီးတော့ဒီလိုလီလီလလရေပြောနေခြင်းဖြစ်ပါတယ်အဲ့နောက်တစ်ပိုင်းလေးကျွန်တော်ထပ်လာကြောင်ကြည့်အောင်မယ်ဒီကောင်ပါတယ်ဒီလိုဆက်ပြီးတော့ဆော့ဘောစကားတွေပြောမလဲဆိုတော့ဒီလိုအခင်းချင်းမျိုးတွေဖြစ်လာအောင်ဘယ်သူတွေကလှုပ်ဆောင်ခဲ့ကြတာလဲဘယ်ပါတီဝင်တွေကဥဆောင်ခဲ့ကြတာလဲတိုင်းပြည်အတွင်းမှာရှိတယ်မြန်မာတက်မတော်ဘူး ပြန်လဲတိုက်ခိုက်ဖို့ဘယ်သူတွေကတွေးဆောင်ခဲ့တာလဲဘယ်သူတွေကမြောက်ပေးခဲ့တာလဲကိုယ်နိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတဲ့ကိုတက်မတော်ကိုယ်နိုင်ငံမှာရှိနေတဲ့ကိုတက်မတော်ကိုလက်နဲ့ဆွဲကင်ပြီးပုံကန်တာကိုတော်လိုက်ရတဲ့ဆင့်နှွဲတာပါလူငယ်တွေရဲ့စိတ်ထဲမှာအတိမှောက်ဘယ်ကောင်တွေကရိုက်ချဲခဲ့တာလဲဘယ်ကောင်တွေကတရားခံတယ်ဒီအချိန်မှာဒီလိုခင်းချင်းမျိုးဒီလိုအခြေအနေမျိုးတွေဖြစ်လာဖို့အတွက်မြမတက်မတော်ကပဲလုတ်ခဲ့တာလားဒါမှမဟုတ်ပါတီတရားရက်ကိုကိုစားပြုတ်နေတဲ့ လူယုံမာတွေကဥဆောင်ပြီးတော့ပဲလုတ်ခဲ့တာလားဆိုတာတိတိချာချာပြန်တွေးလွယ်လေးလို့သိနိုင်ပါတယ်အဲ့တော့သူကတော့ပြောတယ်ဒီဖြစ်စဉ်တွေပေါ့အစုံသောဆန္ဒပြရဲ့ဖြစ်စဉ်တွေဒီလိုကန့်ကွက်တဲ့ဖြစ်စဉ်တွေဖြစ်လာအောင်မဲခိုးတွေလို့သူတို့ဆွဆွဲချက်လေးပါတာပေါ့နော်ပါတော့အဲ့ဒါတွေလုတ်ခဲ့တာဘေပါတီးကလုံဆိုတာလေဘယ်သူဘေပါတီးကဥဆောင်ပြီးလုတ်တာလေလို့သူကမေးခွန်းထုတ်ပါတယ်အဲနောက်ပြီးတော့ဒီညမာစစ်တပ်ပေါ့တဲ့ညမာစစ်တပ်ကိုကိုတိုင်းသူဒီတိုင်းနဲ့ဖွဲ့စည်းထားတဲ့ညမာစစ်တပ်ကိုပြန်ပြီးလက်နက်ကင်ဆွဲကင်ပြီးတော်လန်မို့ဒါတော်လန်ကြီးတည့်ရဲ့စင်နှွေးတွေဆိုပြီးညောက်ထုတ်ပင်ကိုလုတ်တာဘယ်သူတွေလေးလို့မေးခွန်းထုတ်ပါတယ် ကျွန်တော်တို့ကစစ်တက်ကိုတနက်နေ့မပြစ်လို့လင်းနေထိုးရမှာလားလို့ကျွန်တော်စဉ်းစားဖို့လိုပါတယ်။တော့ကျွန်တော်တို့ကတနက်မရှိလေအဲ့ဒါနဲ့တက်ထိုးဖို့ပဲကျွန်တော်စဉ်းစားတယ်။ဘာကြောင့်လဲဆိုဗမာတီမှာနှစ်ပေါင်းရာစုနှစ်တဝက်ကြော်ကြလူ့ဖွဲ့စည်းရေးမှာဘာသာသုံးလူမျိုးစုံအတွေးခွန်ပေါင်းစုံရှိတဲ့သူတွေစင်ရင်ချမ်းသာမြေဖိနှိပ်မြစ်ပတ်ဟာခနဲ့တရားညီမစစ်တက်ရဲ့ရုံမှာကန်းကုန်မှုကိုပြောမယ်ဆိုရင်ကျွန်တော်ကုံစရာမရှိဘူး။ဒါဒီတော့ကျွန်တော်နာဇီပါတီဒါဒုတိယကမ္ဘာစစ်တုန်းကဂျာမန်ရဲ့နာဇီစစ်တပ်လိုပဲအင်မတန် ရုပ်ကန်းနဲ့စစ်တပ်ပါဒါပဲနာဇီစစ်တပ်ကမှအစင်တန်းနေနေတယ်ဒီကောင်တွေကအင်တန်အစင်တန်းနေပြီးရုပ်မှာပတ်သက်ရုပ်ကန်းနဲ့ကောင်တွေပါရုပ်မှာပတ်သက်ရုပ်ကန်းနဲ့ကောင်တွေပါဒီစစ်ကြောင်းကတင်ပေးလိုက်တဲ့မတောက်တစ်ခေါက်အတွေးခုံနဲ့လူလူကိုတတ်ဖြတ်ပြီးနေဖို့ပဲစဉ်းစားနေတဲ့ကောင်တွေပါလူလူကျွန်တော်တယောက်တည်းတော့မပြောနဲ့ကိုပတ်ဝင်ချင်းမှာရှိရကိုတည်သူလူလူကိုကိုပတ်ကိုမေးကြည့်ပါမြန်မာစစ်တပ်ကျေးဇူးမူးလို့ရှူစရာတော့မရှိဘူးလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ ဒီညီမစစ်တက်ကိုကျွန်တော်လက်နဲ့ဆွဲကင်တော်လိုင်းမှုစစ်တက်ကိုဖြတ်ရကျွန်တော်လူတက်ဖို့ပြောနေရမဟုတ်ဘူးနော်လက်နဲ့ဆွဲကင်တော်လိုင်းနေလူတက်ဖို့ပြောနေမှာမဟုတ်အေးစစ်ပွဲတွေတည့်ရင်တော့တက်မှာပဲတက်ရမှာပဲအေးစစ်ပွဲတွေမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီကောင်တွေကိုဘယ်လိုကျွန်တော်ဥပဒေအရတရားတရားစွဲမလဲဘယ်လိုအရေးယူမလဲတရားနဲ့တမှုအတွက် ဘလို့ရှာဖွေမလဲဆိုတဲ့ကိစ္စကိုစဉ်းစားဖို့လိုတယ်။အဲမင်းတို့ဆိုကတော့အသိဉာဏ်နဲ့ပါလို့တယ်။ဒါကောင်အသိဉာဏ်လေကျွန်တော်အဲ့လိုဥပမာတွေပေးပေးနေသလိုပဲ။ तू ကလက်သန်းလက်သေးကိုမှကတ်နေတယ်။လက်သိမ်းမို့ပွင့်တော့တော့အုံအုံတော့မရှိရဲကောင်ဆိုတော့ तू ကဒါမျိုးကိစ္စတွေကိုလွယ်လင်းတကူလေးလာသုံးသက်ကြည့်ရင်သိပါတယ်။လူယုံမာတွေတော့ဒါဒီနေရာမှာကျွန်တော်လည်းအစောခဏခဏထည့်ပြောပါရနော်။ NLD ပါတီထောက်ခံနေကောင်တော့မဟုတ်ဘူး။ဒါပေမဲ့ NLD ပါတီကိုထောက်ခံနေလူ तू ကလူယုံမာလို့သုံးသက်သွားပါတယ်။အဲ့တော့ဗမာတီမှာတကယ်လူယုံမာအစ်စ်တည်းကဘသူတွေလဲ။ဒီကောင်ကိုပြန်မေးဖို့လိုတယ်။ ရောရုံမေးလို့မရဘူးဒီကောင်လက်နှိုးထိုးထိုးပြီးမေးဖို့လိုတယ်မင်းထမင်းစားတာလားเนาะမင်းထမင်းစားရင်မင်းနားလေဖို့လိုတယ်အဲ့အရေဘသူတွေလဲเนาะပမာတီကိုဒီလိုเนาะဒီကျွန်တော်တို့အမုံတန်နေရာတွေကနေယုံထွက်လို့မရအောင်เนาะစင်းရင်းမွေးတဲ့မူတန်နေရာတွေကနေယုံထွက်လို့မရအောင်လုံနေတဲ့ကောင်တွေကဘသူတွေလဲဆိုတော့မင်းတို့ဆိုကျွန်တော်တို့လက်နှိုးကောင်းကောင်းထိုးပြီးမေးဖို့လေလိုပါတယ်ဒါတော့ဒါမင်းတို့ဆိုကညီမစစ်တပ်ကိုဘုံမကျင်ဆိုကြီးပြီးတော့ ဒါစစ်တပ်ရဲ့ဝါရထက်ချီမှုပုံမှာတော်တော်ရှင်ရှင်နဲ့ volunteer လုပ်ပြီးတော့လှူအားပေးမဲဆွေပေးထားတဲ့တော့စစ်တပ်စစ်ဝါရကိုထက်ချီပေးထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။အဲဒီနေ့မှာပြောရမယ်ဆိုရင်ဒီမင်းအောင်စိုးကကျွန်တော်တို့ဒီခင်ကြီးပေါ့ဗျာခင်ကြီးကအော်တိုဘာ၂ရက်နေ့မှာအဲသူမင်းဟောင်းဆွေအောင်နဲ့တွေ့တယ်ရုပ်ရှင်မင်းသားရင်းနဲ့တွေ့တယ်ဆိုရဲတဲ့မှာလည်းဒီကောင်ပါဝင်ပြီးတွေ့ဆုံခဲ့တာကိုကျွန်တော်တွေ့ရတယ်။အဲအဲ့တော့မင်းအောင်စိုးဒီစစ်တပ်ရဲ့လေကို amplifying လုပ်နေတဲ့စစ်တပ်ချီရင်းမင်းကခွေးတကောင်လို့ပဲကျွန်တော်သုံးသက်ခြင်းနဲ့ ဘာနိုင်ငံရေးရကျွန်တော်တို့ဒါအချက်လက်ဒီအချက်လက်ဒီကျွန်တော်မှမဟုတ်ဘူးဘာသူမဆိုတည်ပြီးသားအချက်လက်ပဲကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကို Facebook ကနေနေမျက်စိမျက်စိနေပဲနေနေစစ်တပ်အာဏာသိမ်းမှုတွေတော့လမ်းလေကောင်မှလူတွေကိုပြစ်ဒတ်မှုတွေယနေ့ထိရွာပေါင်းများသောမီးရှို့တွေအမှုတွေတော့တက်ထက်ဝင်နေမကောက်ဘူးကျွန်တော်တို့ခေါင်းတွေထက်ပြီးတိုင်မှာချိတ်ခဲ့တာကလီစာတွေထားခဲ့တာတော့စာတင်ကြောင်းတွေကိုမီးပြမီးရှို့တာလေရင်တွေကိုဘုံးနဲ့ကျဲတာ ဒါမျိုးလုပ်နေတဲ့လူယုံမာတွေအတွက်လုပ်ပေးနေတယ်လူယုံမာခွေးဝေးသွားတဲ့ကောင်ဖြစ်တဲ့မင်းဟုတ်ဆိုရင်အဲပြောဆိုချက်တွေပုံမှာကျွန်တော်တုံ့တက်တာဖြစ်ပါတယ်ကျွန်တော်ဒေါသနဲ့ပြောမိတဲ့အတွက်ဒါဂိုင်းတင်နေဆိုရင်လည်းအားလုံးတောင်းပန်ပါတယ်ဒါပေမဲ့ဒီလိုကောင်မျိုးတွေကိုကျွန်တော်ဒါညနေချင်းတိုင်းပြောခွင့်မရတဲ့အချိန်နဲ့မလို့ကျွန်တော်ဒီလိုပြောနေခြင်းဖြစ်ပါတယ်ညနေချင်းတိုင်းပြောခွင့်ရတဲ့အချိန်နဲ့ဆိုရင်တော့နတ်သိယောဆောက်ချက်၁၆ချက်တော့အုပ်ပြီးတော့မှကျွန်တော်ပြောဖို့အစီအစဉ်ရှိပါတယ်။အဲအဲ့တော့ဒါကတော့မင်းတို့ဆိုရဲ့စစ်ဟိုစစ်တက်လက်ပါးစီစစ်တက်အတွေးခုံနဲ့ လူအဖွဲ့စီကိုမိုင်းတိုက်နေတဲ့အနေနဲ့ဆိုတဲ့အကြောင်းတင်ပြရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုညီကုန်းထုတ်လိုက်ပါရစေ။ကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်။